ကောင်းကင်စီလုံးညီညွတ်ရေးခန်းမကတရားမျှတမှုအားနည်းသူကိုကူညီပြီးတော့အနိုင်ကျင့်တဲ့သူတွေကိုအပြစ်ပေးမှုကြောင့်တိုင်းလောကတစ်ခွင်လုံးမှာနာမည်ကြီးပြီးတော့လိမ်းစားခံရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ခန်းမပိုင်ရှင်ကိုတော့ပထမဦးစီးမှုကလုံးကြံခဲ့ပါပြီ။အသက်ရှင်လွန်မြောက်ရန်သွေးပြတ်ဖွယ်တိုက်ပွဲတစ်ခုဆင်နွှဲပြီးတဲ့နောက်မှာခန်းမပိုင်ရှင်ကစတမဦးစီးမှုကိုအမှန်တိုင်းပြောပြနိုင်ခဲ့ပါတယ်။သူကပထမဦးစီးမှုရဲ့အာနာသိမ့်ဖို့ကြံစီမှုတိုင်းလောကကြီးကိုထိန်းချုပ်ရန်ပုံစံထုတ်ထားမှုနဲ့ ခမ်းမချုပ်ကိုတိုက်ခိုက်မယ်အစီအစဉ်တွေကိုရှင်းပြခဲ့ပါတယ်။အဲ့ဒီရာအားလုံးကိုဖွင့်ဟပြီးတဲ့နောက်မှာခမ်းမပိုင်ရှင်ကကွယ်လွန်ခဲ့ပါတယ်။စတ္ထမဦးစီးမှုကအချိန်မဆွဲဘဲနဲ့ချက်ချင်းပဲထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့သူကပထမဦးစီးမှုလွတ်လိုက်တယ်။လုံးကျန်တဲ့သူတွေဖြစ်ကြတဲ့လူမျိုးနွယ်ရဲ့အဖွာနတ်ဆိုးများရဲ့ဂျားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။လက်နှစ်ဖက်ကလက်လေးဖက်ကိုမရှင်နိုင်တဲ့အတွက်ကြောင့်စတ္ထမဦးစီးမှုကမကြခင်မှာပဲဒဏ်ရာပြင်းထန်ရရှိခဲ့ပြီးတော့ထွက်ပြေးခဲ့ရပါတယ်။သူကမြေကမ်းနားတစ်ခုကိုရောက်လာခဲ့ပြီးတော့ဆက်လက်သွားနိုင်ခြင်းမရှိတော့ပါဘူး။ ဲ့ဒီချိန်မှာမုတ်ဆိုးတူကအနီးနားမှာရှိနေပါတယ်စထမဦးစည်းမှုကကောင်းငင်စီလုံးညညိုရေးခမ်းမရဲ့ပိုင်ရှင်အဆောင်လက်မှတ်ကိုကင်ထားပြီးသူ့ကိုကူညီတောင်းဖို့ကြံရွယ်ခဲ့ပါတော့တယ်ဒါပေမဲ့မုတ်ဆိုးကတိုင်းလောကကြီးရေးများမှာပါဝင်ပတ်သက်လို့ခြင်းမရှိဘဲနဲ့စထမဦးစည်းမှုကသူ့ရှေ့တွင်တည်ဆုံသွားတာကိုစိတ်မဝင်စားဘဲကြည့်နေခဲ့ပါတယ်မကြခင်ပါပဲလူမျိုးနွယ်ရဲ့အမွှာနှဆိုးကလိုက်မိလာခဲ့ပါပြီရလိုက်မင်းမတူတယ်သူတို့ကစထမဦးစည်းမှုရဲ့ကိုဘော်ကအဆောင်လက်မှတ်ကိုလိုက်ကြပါတယ် သတင်းတွေပေါကြားမှာကိုစိုးရင်တဲ့အတွက်သူတို့ကမုတ်ဆိုးထံကိုလှည့်ပြီးတော့ဓာတ်ကိုဝေရလိုက်ပါတယ်မင်းပြောမှလားမပြောဘူးလားသူတို့အံ့အားတင်းသွားကြတာကမုတ်ဆိုးကလက်ကိုဝေရရုံနဲ့သူတို့ရဲ့ဓာတ်တွေကကွေသွားစေခြင်းပဲဖြစ်ပါတယ်အဲ့ဒီမုတ်ဆိုးကရိုးရိုးတော့ဟုတ်ပုံမပေါ်ပါဘူးလက်အောင်ငယ်သားတူကလည်းသူ့ရဲ့ခေါင်းဆောင်တူကညီလေးတင်အားငါတို့ရဲ့ခမ်းမပိုင်ရှင်အဆောင်လက်မှတ်ကိုရပြီးပြီဒီလူကလည်းပတ်သက်ချက်မပေါ်ဘူးသူ့ကိုဒီတိုင်းထားခဲ့ရင်ကောင်းမယ်ဆိုပြီးတော့အကြံပေးလိုက်ပါတယ်ဒါပေမဲ့သူတို့မတော်ရသေးခင်မှာပဲစက်ထမဦးစီးမှုရဲ့တငယ်ချင်းနှစ်ယောက်ရောက်လာပဲပါတော့တယ် တို့ရဲ့တငယ်ချင်းအတက်ခံရကြအောင်ကြားရတဲ့အတွက်သူတို့ကချက်ချင်းပဲတိုက်ခိုက်တဲ့ခါမှာတော့အမွှတ်နှဆိုးရဲ့လူများကိုရေးဆက်ဆက်တက်ပြစ်လိုက်ပါတော့တယ်။ဒါပေမဲ့မုံဆိုးကတော့နောက်တစ်ချိန်တစ်ချက်မှမကြည့်ပဲထွက်ခွာသွားပါလေ။ဟေးမင်းဘာလို့ငါ့ကိုတားနေရလဲ။တေးရင်အောင်ဆောင်ထားတယ်လူမျိုးတွေရဲ့အမွှတ်နှဆိုးများထွက်ပြေးလွတ်မြောက်သွားပါလေ။သူတို့ကချက်ချင်းပဲလူများကိုခြုံခိုတိုက်ခိုက်ဖို့အတွက်ဆေးလွတ်လိုက်ပြီးတော့ဒေတာကန်တဲခုကန်ကနေအပြစ်မဲ့စပွဲတို့လေးကိုတောင်မချမ်းအသက်ကိုတတ်ခဲ့ပါတော့တယ်။ဒီအရာကနောက်ဆုံးမှာတော့မုံဆိုးရဲ့ဒေါသကိုမီးတောက်စေပါလေ။ သူလှည့်လိုက်ပြီးတော့ဓားကိုဆွဲယူလိုက်ပြီးလုံးကျန်တဲ့သူတွေထံကိုပြေးဝင်သွားပါတော့တယ်။တစ်ချက်စီတေသက်စွာထိုးနှက်မှုနဲ့သူကလူစိုးများကိုအလျင်မြန်ပဲရှင်းပြလိုက်ပါပြီ။သူအိမ်ပြန်ရောက်တဲ့အခါမှာတော့အိမ်ထဲမှာဘာတူလဲ။ပထမဦးစီးမှုနဲ့အထမဦးစီးမှုကဆောင်းဆိုင်နေကြပါလေ။ပထမဦးစီးမှုကမုတ်ဆိုးရဲ့ထူးခြားတဲ့ကြောင့်ညံ့မှုတွေကိုချက်ချင်းသိလိုက်ပါလေ။မင်းကတိုင်းလောကမှာတိတ်ငတ်ပြင်လို့လူတီများတဲ့လူဖြစ်ရမယ်ဆိုပြီးတော့ပြောလိုက်ပါလေ။သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါလေ။ဆက်ထမဦးစီးမှုကမသေးဆုံးနေမှာအဲ့ဒီလူကိုဘာတွေပြောသွားလဲဆိုတာကိုသိချင်နေတာပါ။ ကျန်းဖေးအမည်ရှိတယ်မုတ်ဆိုးကဘယ်အရာကိုမှမဖုံးကွယ်ခဲ့ပါဘူးကောင်းကင်စီလုံးညညရေးခမ်းမပိုင်ရှင်ကိုတတ်ခဲ့တဲ့သူကကောင်းကင်စီလုံးညညရေးခမ်းမရဲ့ပထမဦးစီးမှုပဲလို့သူကငါ့ကိုပြောတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့မှာပဲပထမဦးစီးမှုကမင်းကတော်တော်တသိကောင်းတာပဲဆိုပြီးတော့ရေမောလိုက်ပါတော့တယ်ပြီးတာနဲ့ကျန်းဖေးရဲ့သဘောထားကိုမြင်မြင်ခဲ့ပါပြီသူအင်အားတင်သွားတာကကျန်းဖေးကကောင်းကင်စီလုံးညညရေးခမ်းမရဲ့ကိစ္စတွေကိုလုံးဝစိတ်မဝင်စားဘဲနဲ့ပါဝင်ပတ်သက်မှုရွေးချယ်လဲမရှိနေတာပါ ဒီအဖြစ်ကိုအလွန်ကျဉ်းနေတော်တဲ့အတွက်ပထမဦးစီးဘူးကရွှေစားတထောင်ကိုထုတ်ပေးပြီးတော့ချက်ချင်းပဲကမ်းလှမ်းခဲ့ပါတော့တယ်။ဒါပေမဲ့ကျန်းဖေးကတော့ညင်းပယ်ခဲ့ပါတယ်။သူကသူ့ရဲ့တငယ်ချင်းကိုလက်စားချေလို့ယုံတာဖြစ်ပါတယ်။လှင်းလင်းမြတ်မြတ်ပဲလက်ဝါးရိုက်ချက်နှစ်ချက်ထုတ်လိုက်တဲ့အခါမှာတော့အသက်မသေသေးပဲကျန်နေတယ်။လုံးချက်သူတွေကတည်ဆုံးသွားပါတော့တယ်။မင်းရဲ့ချွေတွေကိုပြန်ယူသွား။ငါနဲ့တက်ဆိုင်တဲ့ကိစ္စတွေမှာပါဝင်သူမြည်သူကိုမှငါခွင့်လွှတ်မှာမဟုတ်ဘူး။ငါနဲ့မတက်ဆိုင်တဲ့ကိစ္စတွေကိုတော့ငါစိတ်မဝင်စားဘူးဆိုပြီးတော့ကျန်းဖေးကပြောပြီးတော့အထဲကိုလှည့်ဝင်လိုက်ပေမဲ့အထမဦးစီးဘူးကလမ်းခေါ်လိုက်ပါတယ်။ ငါကတိုင်းလောကမှာအလှဆုံးမိမဆိုပြီးနာမည်ကြီးတယ်မင်းမမြင်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒါနဲ့ကျန်းဖေးကတော့ငါမင်းကိုထင်မကြည့်ဘူးဆိုပြီးပြန်ပြောလိုက်တယ်လေငါရဲ့အလှကိုတော့မင်းမသိဘူးလားမင်းရဲ့မျက်လုံးတွေကိုထိုးဖောက်ပြစ်မယ်လို့ပြောပြီးတော့တိုက်ခိုက်မှုပြင်တော့ပထမဦးဝီးမှုကသူမကိုတားလိုက်ပြီးတော့ကျန်းဖေးကိုသူမကမရှင်နိုင်ကြောင်းတတိပေးလိုက်ပါတော့တယ်ကျန်းဖေးကသူ့ရဲ့အိမ်ထဲကိုပြန်ဝင်လိုက်တဲ့အချိန်မှာပဲအမိုးပေါ်မှာပုံအောင်နေတဲ့ပြင်ဆင်မဦးစီးမှုကတိုက်ခိုက်မှုကိုစတင်လိုက်ပါတော့တယ်ပထမနဲ့အထမဦးစီးမှုတို့ကလည်းရှေ့ကိုအလျင်မြန်ပြေးဝင်လာကြပါပြီ သုံးယောက်ပေါင်းပြီးတိုက်ခိုက်ပြီးမယ်ပရင်းပေါက်ကနေခုံပြီးထွက်ပြီးတော့ထွက်ပြေးသွားတဲ့ကျန်းဖေးကိုတော့အနိုင်ရွံ့ရင်မရှိခဲ့ပါဘူးပထမဦးစီးမှုကတော့အလုံးကိုလိမ်မှာပါနေပါတယ်ဒီရာကိုမြင်တဲ့အခါမှာတော့သူကချက်ချင်းရက်တိုက်လိုက်ပြီးတော့ပြုံးပြပြီးတောင်းပန်ခဲ့ပါတယ်ခွတ်လွတ်ပါဆရာကျန်းသူတို့ကခမည်းကိုမာနာကြီးပြီးတော့တကယ်ရေချင်းရှိချင်မှရှိမယ်လို့ပြောနေလို့ခမည်းရဲ့တိုင်းပညာကိုစမ်းသက်တာပါဆိုပြီးတော့ပြောလိုက်ပါတော့တယ်ကျန်းဖေးကအဲ့လိုမခိုင်မာတဲ့အကြောင်းပြချက်ကိုမယုံကြည်ပေမဲ့ရှုပ်ထွေးမှုတွေမှာမပါချင်ပါဘူးသူကသူတို့ကိုချက်ချင်းထွက်ခွာသွားဖို့အတွက်နဲ့ မြေပြင်ပေါ်မှာရှိတဲ့အလောင်းတွေကိုယူသွားဖို့ဒါပြောခဲ့ပါတော့တယ်ဒီအရာကအထက်မှဦးစီးမှုကိုဇောသားထွက်စေပါတယ်ဘသူကမှသူမကိုအမိန်ပေးဝင်ခြင်းမရှိပါဘူးဒါပေမဲ့သူမကကျန်းဖေးကိုမရှင်းနိုင်တဲ့အတွက်ကြောင့်မို့လို့လာရောက်ခဲ့ရပါတော့တယ်သူတို့ခြံဝင်းထဲကနေပြီးတော့အဝေးကိုမရောက်သေးခင်မှာပဲရက်တက်လိုက်ရပါတယ်ပထမဦးစီးမှုကချိုးတင်စီစဉ်ထားပြီးသားပါတာရှာအမွှာသူရဲကောင်းများကိုကြောက်တောင်ဈေးမှာတွေ့ဆုံဖို့အတွက်ငါစီစဉ်ထားပြီးပြီလက်ငါးချောင်းဝင်းကျင်ကြီးဝမ်ဟောင်းပါကိုလည်းခေါ်ထားပြီးပြီဒီလိုဆိုရင်ငါတို့အောင်မြင်မှသိကြတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်သူနဲ့ အထက်မှဦးစီးမှုတို့ကဝမ်ဟောင်းပါကိုသွားရှာကြပြီးတော့ပြင်ဆင်မှဦးစီးမှုကတာရှန်အမှားသူရဲကောင်းများစီကိုသွားကြပါတယ်နောက်တစ်နေ့မှာတော့ချန်ဖေးကလမ်းပေါ်မှာသူ့ရဲ့ဆေးရထက်တန်နေတဲ့တငယ်ချင်းနဲ့တွေ့ဆုံခဲ့ပါတယ်ကောင်းကင်စီလုံးညညရေးခမ်းမရဲ့ဒုက္ခရောက်နေပုံကိုကြားတဲ့အခါမှာတငယ်ချင်းကကူညီလိုပြီးတော့ချန်ဖေးကိုလည်းပါဝင်ကူညီဖို့တိုက်တွန်းခဲ့ပါတယ်ဒါပေမဲ့ချန်ဖေးကတော့တေးချမ်းချမ်းပဲဘဝကိုနေထိုင်ရန်ဆုံးဖြတ်ထားပြီးတော့တငယ်ချင်းကဘယ်လိုပြောပြောသဘောမတူခဲ့ပါဘူးသူတို့စကားပြောနေချိန်မှာပဲအလေးချိန်ပေါင်ထောင်ချီနေတဲ့ကုန်တယ်လဲကြီးတစ်စီးကလမ်းမပေါ်မှာသူတို့စီကိုလိန်ဆင်းလာပါတော့တယ် ဲ့နှစ်ယောက်ကအမြန်မဲသွားပြီးတော့တားဆီးလိုက်ကြပြီမြင်အပြစ်မဲ့တဲ့သူတဦးကတော့လှဲ့အောင်မှာပြိမိနေသေးပါဘေးလူများကကူညီဖို့ကြိုးစားတဲ့ခါမှာတော့ဘေးဘက်ကနေပြီးတော့ပြေးထွက်လာတဲ့လုံးကျန်တဲ့သူတွေကသူတို့ကိုခုန်ချပစ်ပါတယ်ဒါကတော့တာရှန်အမှားသူရဲကောင်းများရဲ့ပရိယေပဲဖြစ်ပါတယ်အစောပိုင်းတိုင်ပွဲများကြောင့်ဒန်ဟာရထားတဲ့ဂျင်းဖေးကလှဲကိုတဦးနဲ့ထိန်းထားရပြီးတော့သူ့ရဲ့တငငယ်ချင်းကလုံးကျန်သူတွေကိုလှည့်ပြီးတိုက်ခိုက်ခဲ့ပါတယ်ပြင်းထန်တဲ့ရုံးကန်မှုပြီးမှတော့သူ့ရဲ့တငယ်ချင်းကတေဆုံသွားပြီမြင် တာရှန်အမှားသူရဲကောင်းများကလည်းဒဏ်ရာမရခဲ့ကြပါဘူးသူတို့အောင်ပေါ်ရပြီဆိုပြီးယုံကြည်ပြီးတော့ကျန်းဖေးဆန်ကိုရှောက်လာခဲ့ပြီးတော့ရိုင်းဆိုင်စွာလှောင်ပြောင်ကြပါတော့တယ်ဆရာကျန်းခမရရဲ့တိုင်းပညာကြီးနဲ့ခမရကိုတိတ်ငက်ပြင်းလို့လူသိများတယ်ဒါပေမဲ့ဒီနေရာလေးကိုတစ်ချက်လောက်ထိလိုက်တာနဲ့ခေါင်းပြတ်တိတ်ငက်ပြင်းဖြစ်သွားလိမ့်မယ်ဆိုပြီးပြောလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးငယ်တူရှောက်လာခဲ့ပါတယ်လေအောင်မှာပိတ်မိနေတဲ့သူကိုမြင်တဲ့အတွက်သူမကကဲတင်မှုပြင်ဆင်လိုက်ပါတယ် တာရှန်အမှားသူရဲကောင်းတွေကသူမကိုချက်ချင်းပဲဓာတ်နဲ့ဝေ့ရန်လိုက်ပါတော့တယ်သူတို့အင်အားသွင်းသွားကြတာကသူမကလည်းတိုင်းပြည်ချင်းချင်းတူဖြစ်နေတာပါသူမကအဲ့လူတွေကိုလှင်ပြန်သွားပြန်လဲတောင်းလန့်ပြီးတော့အပြစ်မဲ့တဲ့သူကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်အပြစ်မဲ့တဲ့သူလုံခြုံသွားတဲ့ခါမှာတော့ဂျန်ဖေးကနောက်ဆုံးမှာတော့လဲပေါ်ကိုခုန်တက်ပြီးအဲ့လူနှစ်ဦးနဲ့တိုက်ခိုက်ပါတော့တယ်လဲကတော့ထိန်းချုပ်မှုတို့သွားပြီးတော့အနီးမှရှိတဲ့အဆောက်အုံကိုတိုက်မိပြီးတာရှန်သူရဲကောင်းများကိုတေဆုံးစေခဲ့ပါတယ်ဆင်စစ်မှာတော့လူစိုးများကစကားများပြီးတော့တေဆုံးခဲ့ရတာပါကျမကသူ့ရဲ့ညီမပါကျမနာမည်ကယူလန်ပါ ကောင်းကင်စီလုံးညညရေးခမ်းမရဲ့တတမအူစည်းမှုပါဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်။ကျန်ဖေးကကျင်နာတတ်တဲ့ယူလျံကိုချက်ချင်းပဲစိတ်ဝင်စားသွားပြီမြင်သူကတော့ကောင်းကင်စီလုံးညညရေးခမ်းမနဲ့ဆက်သွယ်လို့ချင်းမရှိသေးပါဘူး။ခဏတာစကားပြောပြီးတဲ့နောက်မှာသူထွက်ခွာဖို့လှည့်လိုက်ပါတယ်။ယူလျံကသူ့ရဲ့နောက်ကိုလိုက်လာပြီးတော့ဒဏ်ရာရနေတာကိုသတိပြုမိသွားပြီးဒဏ်ရာများကိုပတ်တီးစီးပေးဖို့တောင်းဆိုခဲ့ပါတော့တယ်။သူမရဲ့လက်ချောင်းတွေကကျန်ဖေးရဲ့ကြောပြင်ကိုညင်သာစွာထိလိုက်တဲ့အခါမှာတော့ကျန်ဖေးရဲ့နှလုံးသားကနောက်ဆုံးမှာတော့လှုပ်ရှားသွားပါပြီ။ ယူလန်ကကျမကငငယ်တွေကအမားနဲ့အတူတူရှိတိုင်းလူတွေကမမရဲ့အလှကိုပဲချီးကျူးကြပြီးတော့ဘသူကမှကျမကိုမချီးကျူးကြဘူးဆိုပြီးတော့ရင်ဖွင့်ခဲ့ပါလေ။ဒါပေမဲ့ကျန်ဖေးအတွက်ကတော့ယူလန်ကအလှဆုံးပါ။ဒီပထမဆုံးစစ်မှန်တဲ့အတိမတ်ပြုမှုကယူလန်မှာသူ့အပေါ်ချစ်ခင်ဒေါတာစိတ်ကိုဖြစ်ပေါ်လာစေပါလေ။ကျန်ဖေးကယူလန်ကိုခမ်းမရဲ့ကိစ္စရက်များကိုဆွတ်လုပ်ဖို့ဆွဲဆောင်ခဲ့ပေမယ့်တတမဦးစီးမှုတရားအနေနဲ့သူမကလက်ပိုက်ကြည့်နေလို့မရပါဘူး။ခမ်းမချုပ်ကိုတွားရတဲ့အတွက်သူမရဲ့ဆုံးဖြတ်ချက်ကိုမြင်တွေ့တဲ့အခါမှာတော့ကျန်ဖေးက ပထမဦးစီးမှုပြင်ဆင်မှဦးစီးမှုနဲ့သူမရဲ့အမအထမဦးစီးမှုကိုတတိထားဖို့စိတ်မပါလက်မပါနဲ့တတိပေးခဲ့ပါတယ်။ယူလန်ကအဲ့ဒီတတိပေးချက်ကိုအလေးနဲ့မထားဘဲနဲ့သူမရဲ့ခရီးကိုဆက်သွားခဲ့ပါတော့တယ်။မကြခင်မှာပဲသူမကပြင်ဆင်မှဦးစီးမှုရဲ့နေမျိုးကိုရောက်ရှိသွားပြီးတော့သွားရောက်လည်ပဲခဲ့ပါတယ်။သူတို့စကားဆက်ပြီးပြောနေချိန်မှာပဲယူလန်ကချမ်းဖေးကိုကဲတင်ငယ်ရောက်ပြောလိုက်ပါတယ်။ပြစမဦးစီးမှုကတုံ့လှုပ်သွားပြီးတော့အာနာသိရင်ပထမဦးစီးမှုရဲ့ကြံစီမှုကိုယူလန်သိရှိပြီးသားဖြစ်နေလိမ့်မယ်လို့ယုံကြည်လိုက်ပါတော့တယ် ပြင်ဆင်မှဦးစီးမှုကခိုးချောင်ခိုးဝတိုက်ခိုက်မှုကိုစတင်လိုက်ပါပြီ။ယူလန်ရဲ့ပကုံးမှာဒဏ်ရာရသွားပြီးတော့မနေတိုက်ခိုက်ပြီးခြံဝင်းတကားကိုဆုတ်ခွာနိုင်ခဲ့ပါတယ်။ရုတ်တရက်ကျန်းဖေးကမြင်းစီးပြီးရောက်လာပြီးတော့သူ့ရဲ့ကြာဘုတ်ကိုအတုံးပြူပြီးတော့ပြင်ဆင်မှဦးစီးမှုရဲ့လက်တွေကိုလျှက်ပြက်ချီနှောင်လိုက်ပါတော့တယ်။သူ့ကိုတုံ့ပြန်မှုအချိန်မပေးဘဲနဲ့ကျန်းဖေးကမြင်းကိုကစုံပေါက်စီးနှင်းပြီးပြင်ဆင်မှဦးစီးမှုကိုဆွဲခေါ်သွားပြီးတိုက်ပစ်လိုက်ပါတော့တယ်။ အဲ့နောက်မှာကျန်းဖေးကခမ်းမပိုင်ရှင်တက်ခတ်ရခြင်းရဲ့အမှန်တရားကိုယူလန်ကိုဖော်ထုတ်ပြသပြီးတော့ပြည်စမဦးစည်းမှုကသူမကိုရုတ်တရက်တိုက်ခတ်ရတဲ့အကြောင်းရင်းကိုရှင်းပြခဲ့ပါတယ်။ယူလန်ကယုံကြည်ဖို့ခက်ခဲနေပေမယ့်အချက်လက်များကတော့ညင်းမရအောင်ထင်ရှားနေပါပြီ။ကျန်းဖေးကသူမကိုအရှုပ်ထွေးတဲ့ကိုမဝင်ဖို့ထပ်မံတိုက်တွန်းခဲ့ပေမယ့်ယူလန်ကတော့အဲ့ဒီခမ်းမကိုလူဆိုးများလူယူသွားခွင့်မပြုနိုင်ကြောင်းကိုထွက်သွားဖို့ကြိုးစားလိုက်စိမ့်ပါပဲ။ပခုံးကနာကျင်မှုကြောင့်အော်ဟစ်လိုက်ရပါတယ်။ကျန်းဖေးကသူမရဲ့တန်ရာကိုပတ်တီးစီပေးဖို့ကူညီခဲ့ပါတယ်။ အဲ့မှာပဲသူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ကြွေနေကြပါပြီတစ်ချိန်တည်းမှာပဲပထမနဲ့ပြင်ဆင်မှာဦးစည်းမှုကဝမ်ဟောင်ပါနဲ့တွေ့ဆုံခဲ့ပါတယ်ဂျန်ဖေးပါဝင်ပတ်သက်နေကြောင်းကိုကြားတဲ့အခါမှာတော့ဝမ်ဟောင်ပါကချက်ချင်းပဲနောက်ဆုတ်လိုပါတယ်ငါနှုတ်ဆက်ပါတယ်ဆိုပြီးတော့ပြောလိုက်တာပါခမရဘယ်သွားလို့လဲခမရလာခဲ့တဲ့နေရာကိုပြန်သွားဦးမယ်မလားဒီစကားကခေါင်းဆောင်နှစ်ယောက်ကိုထိတ်လန့်သွားစေပါတယ်အဲ့တော့ဝမ်ဟောင်ပါကသူ့ရဲ့သဘောထားကိုပြောင်းလိုက်ပါတယ်သူကကူညီမယ်ဒါပေမဲ့စူဂျေးကိုတော့တိုးမြင့်ရမယ် ကျန်ဖေးကိုဖယ်ရှားပြီးသွားရင်ငါကောင်းငင်စီလုံးညညရေးခမ်းမရဲ့ပိုင်ရှင်ဖြစ်ရမယ်ဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာတော့ပထမဦးစီးမှုကတုံဆိုင်နေပါပြီစိတ်မပူပါနဲ့ငါခမ်းမပိုင်ရှင်ဖြစ်တဲ့အခါမှာမင်းကိုစူးစူးဝါးဝါးဆက်ဆက်မှာမဟုတ်ပါဘူးငါလက်အောက်ကပထမဦးစီးမှုဖြစ်ရတာကွဲပြားလိုက်မယ်ငါအရင်ခမ်းမလို့တင်းကျပ်သူမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအပြင်ဝမ်ဟောင်ပါရဲ့အကူအညီမပါဘဲနဲ့ပထမဦးစီးမှုကကျန်ဖေးရဲ့လက်ထဲမှာတည်ဆုံးရမှာတော့တည်ချာနေပါပြီဒီလိုနဲ့ဒုတိယခေါင်းဆောင်ဖြစ်ရချင်းဆိုတဲ့ရွေးချယ်စရာနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ပထမဦးစီးမှုကနောက်ဆုံးတစ်ခုကိုရွေးချယ်ခဲ့ပါတယ် သဘောတူညီချက်အတည်ပြုပြီးတဲ့နောက်မှာအဲ့လူသုံးဦးကထောင်ချောင်းဆင်ဖို့အတွက်ခမ်းမကိုအလင်းပြန်ပဲပြန်လာခဲ့ပါတယ်ဒီတခါချမ်းဖေးကထွက်ပြေးနိုင်မှာလားအထက်မဦးစီးဘူးကဘယ်လောက်ရက်ဆက်တာလဲသူမကသူမရဲ့ကိုပိုင်ညီမကိုတော့မချန်လန့်နိုင်ပါဘူးမကြခင်ပါပဲပထမဦးစီးမှုနဲ့အထက်မဦးစီးမှုတို့ကဝမ်ဟောင်ပါနဲ့အတူတူခမ်းမချုပ်ကိုရောက်ရှိလာပါတယ်ပထမဦးစီးမှုကဒုတိယတတိယနဲ့စတုထဦးစီးမှုတို့ကိုစီယုံဖို့စီစဉ်ခဲ့ပေမဲ့ဝမ်ဟောင်ပါကသူတို့ရဲ့လေဘေးတွေကိုချိုးပြစ်လိုက်ပါပြီငင်းချမ်းစွာဖြည့်ရှင်းခြင်းကတော့မဖြစ်နိုင်တော့ပါဘူး ကြံရှိနေတဲ့ဦးစီးမှုများတဲ့ကတအူးကပထမဦးစီးမှုရဲ့လျှို့ဝှက်ပြားကြောင့်အသက်ခံရပြီးတော့ကြံတဲ့တအူးကဝမ်ဟောင်ဘာရဲ့ဝင်းကျင်ကြိတ်လက်ချောင်းများနဲ့ကြာဆုံးခဲ့ပါတယ်။အခုတသက်မဦးစီးမှုတအူးတွေကကြံပါတော့တယ်။အဲ့ဒီအချိန်မှာကောင်းကင်စီလုံးညညရေးခမ်းမတစ်ခုလုံးသူတို့ပိုင်ဖြစ်ပါလိမ့်မယ်။ပထမဦးစီးမှုကယူလန်နဲ့ဂျန်ဖေးတို့အလွန်နီးစပ်နေပြီးတော့ထိန်းချုပ်ရေးမရနိုင်ကြောင်းကိုပြောခဲ့ပါတယ်။ဒေါ်စာထွက်နေတယ်။အထက်မဦးစီးမှုကယူလန်ကိုကိုယ်တိုင်သွားပြီးတော့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စင်စစ်အားဖြင့်ခမ်းမချုပ်ရဲ့တကားဝမှာသူမကယူလန်နဲ့ဂျန်ဖေးတို့ချစ်ခင်စွာပွေဖက်နေတာကိုတွေ့လိုက်ရပါတော့တယ်။ ်ချမ်းဖေးကယူလန်အတွက်စိုးရိမ်နေတဲ့အတွက်တူမနဲ့တူတူလိုက်ပါလာခဲ့ခြင်းဖြစ်ပါတယ်အထက်မှဦးစီးမှုကစိတ်မဝင်စားခြင်းဟန်ဆောင်နေပေမဲ့ချမ်းဖေးသတိမမူမိခင်မှာပဲလျှို့ဝှက်များကိုပြုတ်လွတ်လိုက်ပါတော့တယ်ချမ်းဖေးကရှောင်သိမ်းလိုက်ရပါပြီချမ်းဖေးကတပ်ပြရန်ပြင်ဆင်နေတဲ့ချိန်မှာပဲယူလန်ကဝင်ရောက်တားဆီးပြီးတော့တူမကတူမရဲ့အမအတွက်ချမ်းဖေးကိုချမ်းသာပေးဖို့တောင်းဆိုခဲ့ပါတယ်ယူလန်စိတ်မကောင်းဖြစ်တာကိုမမြင်လို့တဲ့အတွက်ချမ်းဖေးကစိတ်မပါလက်မပါနဲ့သဘောတူခဲ့ပါတယ်ပထမဦးစီးမှုရဲ့ထောင်ချောက်တဲ့ကိုမကြောက်ရွံ့စေရန်အတွက်ချမ်ဖေးနဲ့ယူလန်တို့ကခမ်းမချုပ်စီကိုတီးခြားစီဝင်ရောက်ဖို့တော်တူခဲ့ပါတယ် ယူလန်ဝင်ရောက်လာပြီးတဲ့နောက်မှာတော့သူမရဲ့အမကသူမကိုတတ်ဖို့ကြိုးစားခဲ့ပါတယ်။ဂျန်ဖေးဘက်မှာလည်းဆိုပြီးတော့အော်မေးခဲ့တာပါ။သူ့ကိုတတ်ပြစ်လိုက်ရင်ဂျန်ဖေးကယူလန်ကိုကယ်တင်ဖို့ပေါ်လာမှာဆိုတာကိုသူကသိနေတာပါ။ဂျန်ဖေးကပရင်းပေါက်ကနေဝင်ရောက်ပြီးတော့သူမကိုကယ်တင်ခဲ့ပါပြီ။ဖြစ်ပေါ်လာတဲ့တိုက်ပွဲအတွင်းမှာတပည့်အသွင်ဖုံးကွယ်ထားတဲ့ဝမ်ဟောင်ဘာကရုတ်တရက်ထပြီးတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ကျန်းဖေးကသူ့ရဲ့ခေါင်းတော့မှနှလုံးနေရှိနေသလိုပဲအလွယ်တကူပဲရှောင်တိမ့်ပြီးတော့ပြန်လဲတိုက်ခိုက်နိုင်ခဲ့ပြီးဝမ်ဟောင်ပါကိုချက်ချင်းပဲတက်ပြစ်လိုက်ပါတယ် ဒါပေမဲ့ယူလန်ကပထမဦးစီးမှုရဲ့လျှို့ဝှက်များထိမှန်သွားပါပြီ။ဂျန်ဖေးကပထမဦးစီးမှုစီကိုပြန်တန်းသွားပြီးတော့သူ့ရဲ့ဓာတ်နဲ့ထိုးသွင်းလိုက်ပါတော့လေ။ပထမဦးစီးမှုကလည်းချက်ချင်းပဲတည်ဆုံသွားပါတယ်။အခြေအနေကပြောင်းပြန်လှန်သွားပါပြီ။အထမဦးစီးမှုကသူမရဲ့အခွင့်အရေးကိုမြင်ပြီးတော့တိတ်တဆိတ်ထွက်ပြေးဖို့ပြင်ဆင်လိုက်ပါတယ်။ယူလန်ကတေလူညူရဖြစ်နေပါပြီ။အမစီလာခဲ့ပါအောင်အမကနောက်ဆုံးတစ်ချိန်ပွေဖက်ပြရစီဆိုပြီးတော့သူမရဲ့ညမကိုတိုးတိုးလေးပြောလိုက်ပါတယ်။ဝမ်းနဲ့ပူဆွေးဖို့အချိန်မရှိဘဲနဲ့ဂျန်ဖေးကတော့အထမဦးစီးမှုရဲ့လမ်းကိုပိတ်ဆို့လိုက်ပါတယ်။သူမကလုံးဝထိတ်တန့်သွားပါပြီ။ အဲ့ဒါနဲ့ငားအရန်လှတယ်ငားညမထပ်ပိုလှတယ်ဆိုပြီးတော့ကျန်ဖေးကိုစီယုံလိုက်ပါတယ်အဲ့ဒီအရာမအောင်မြင်တဲ့ခါမှာတော့သူမကစိတ်ပိုင်းဆိုင်ရာချင်းချုံမှုကိုတုံ့ပြုလိုက်ပါတယ်ငားညမကမင်းကိုငါ့ကိုလှုပ်ပေးဖို့ထပ်ပြီးတောက်ထုတ်ထားတယ်မင်းသူစကားကိုမလိုက်နာတော့လားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီချိန်မှာသူမကဝမ်ဟောင်ပါကကျန်ဖေးရဲ့နောက်ကွယ်မှာတနည်းနည်းနဲ့အသက်ရှင်နေစေဖြစ်ကြောင်းသတိပြုမိပြီးတော့ချက်ချင်းပဲတတိတိချို့ကိုပြန်လည်ရရှိလာပါတယ်သူမကဝမ်ဟောင်ပါကိုခိုးချောင်ခိုးဝဲတိုက်ခိုက်ဖို့အတွက်အခွင့်ရေးပေးပြီးတော့ယူလန်နဲ့ပတ်သက်ပြီးကျန်ဖေးရဲ့အာယုံကိုဆက်လက်ပြီးတော့ဆွဲဆောင်နေပါတယ် ဒါပေမဲ့ကျန်ဖေးက AC ပဲရှောင်နေနိုင်ခဲ့ပါတယ်။ရက်တန်ရွေမရနိုင်တော့တယ်။ဝမ်ဟောင်ပါရဲ့လက်ကအထက်မှဦးစီးမှုရဲ့လေဘင်းကိုချိုးပြစ်လိုက်ပါတော့တယ်။ဒီနည်းနဲ့ကျန်ဖေးကယူလန်ကိုပေးထားတဲ့ဂရီကိုမချိုးဖောက်ခဲ့ပါဘူး။ယူလန်ကိုမြှုပ်နှံပြီးတဲ့နောက်မှာကျန်ဖေးကအဲ့နေရာကနေထွက်ခွာသွားပါပြီ။နောက်ဆုံးမှာတော့သူကတယောက်တည်းပြန်ဖြစ်သွားပါပြီ။ဖြစ်ကောင်းဖြစ်နိုင်တာကသူ့ဘဝတစ်လျှောက်လုံးဘသူ့ကိုမှထပ်ပြီးတော့ချစ်နိုင်တော့မှမဟုတ်ပါဘူး။ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးပါမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။